အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ရဲ့မီးဘိုတိုင်းမှာမရှိမဖြစ်ဟင်းတိုင်းလိုလိုမှာပါဝင်နေတဲ့စက်သွန်ဖြူအကြောင်းဘဟုတုတအနေနဲ့မျှဝေပေးခြင်းပါတယ်ကဲစက်သွန်ဖြူဆိုလာကလေဟင်းခတ်အမွေးအကြိုင်တစ်ခုတည်းမဟုတ်ပဲရှေးခေတ်ကတည်းကဆေးဖောက်ဝင်အစားအစာတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြတာပါ သူ့မှာအချိုးကျစုတွေအများကြီးရှိတယ်လို့တတိထားရမယ့်အချက်လေးတွေလည်းရှိနေပါတယ် ရင်ဆုံးချက်တွန်ဖြူစာချင်းရဲ့အကောင်းဆုံးကြီးကိုကြည့်လိုက်ရအောင်ပါချက်တွန်ဖြူရဲ့အဓိကအစွမ်းထက်တဲ့ဓာတ်ပေါင်းကတော့အယ်လီစင်လို့ခေါ်ပါတယ်ဒီဓာတ်ကချက်တွန်ဖြူကိုလီးလိုက်ထောင်းလိုက်ဒါမှမဟုတ်ဝါလိုက်တဲ့အခါမှာထွက်လာတာပါသူ့ကြောင့်ပဲချက်တွန်ဖြူကအနံ့ဆူးဆာနေတာဖြစ်ပါတယ်နံပါတ်၁ကိုကန်စွမ်းအားကိုမြင့်တင်ပြီလေဟုတ်ပါတယ်ချက်တွန်ဖြူကကိုကန်အားစနစ်ကိုကောင်းကောင်းအားဖိပြပါတယ် ဒါကြောင့်အအောင်ဤတာတုတ်ခွေထစ်တာတွေကိုတတ်တာစီပြီးချိုတင်ကာခွေတဲ့အနေနဲ့လဲစားသုံးဖေးနိုင်ပါတယ်။နံပါတ်1နှလုံးချမ်းမာဤကို အထောက်အကူပြုတယ်။လေးလာမှုတဲ့အရာစက်သွန်ဖြူဟာသွေးတို့ blood pressure ကိုကျစေနိုင်တဲ့အာဏီတင်ရှိပါတယ်။ဒါအပြင်သွေးတွင်းကမကောင်းတဲ့ cholesterol LDL cholesterol ကို short ချပေးနိုင်တာကြောင့်နှလုံးရောဂါဖြစ်နိုင်ခြေကို short ချပေးနိုင်ပါတယ်။ နံပါတ်3ဓာတ်အိုဆန်ဂျင်အာနီဒန်ရှိပါတယ်။ချက်သွန်ဖြူးမှာအန်တီအောက်ဆီဒန့်တွေကျွယ်ဝစွာ ပါဝင်ပါတယ်။ဒါကအခန္ဓာကိုယ်ထဲမှာဆဲလ်တွေဖြည့်ဆည်းတာကို ကာကွယ်ပေးပြီးရောင်လွှဲမှုတွေကို short ချက်ပေးနိုင်ပါတယ်။နံပါတ်4ဘက်တီးရီးယားနဲ့မှိုတွေကို တိုက်ခိုက်နိုင်တယ်။ချက်သွန်ဖြူးရဲ့အလီဆင်ဓာတ်ကလည်းတဘာဝပတိစေဝီတမျိုးလိုအစွမ်းရှိပါတယ်ဘက်တီးရီးယားဗိုင်းရပ်စ်နဲ့ မှုံမွေးပွားတချို့ကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ကဲအချိုးကျေးဇူးတွေပြောကြည့်လို့ဆိုတော့တတိပြုရမယ့်စိုးကျိုးဒါမှမဟုတ်ဘေးထွက်စိုးကျိုးလေးတွေကြည်လိုက်ရအောင်ပါ။ဆေးလဲကလွန်တုံးရင်ဘေးဖက်တတ်လို့ပါပဲ။ချက်တွန်ဖြူကိုအများကြီးစားမိရင်ဒါမှမဟုတ်လူတချို့အတွက်အဆင်မပြေတာတွေရှိနိုင်ပါတယ်။နံပါတ်၁ခံတွင်းနတ်နဲ့ကိုနန့်ပါ။ဒါကတော့အတိအသားဆုံးအချက်ပါ။ ကျက်တွန်ပြူစားပြီးရင်သူ့မှာပါတဲ့တပ်ပေါင်းတွေကအသက်ရှူကြောင်းနဲ့ချွေတဲ့ကနေကန်ထွက်တာကြောင့်ခံတွင်းနှံဆိုးတာကိုနှံ့ပြင်းတာတွေဖြစ်စေနိုင်ပါတယ်။နံပါတ်1အစာကင်းပြဿနာများပါ။ကျက်တွန်ပြူအထူးသဖြင့်အစိမ်းကိုအများကြီးစားမိရင်အစာကင်းကိုတုတ်ခတ်ပြေးနိုင်ပါတယ်။အစာမကြေတာ၊လေပွားတာ၊ရင်ပူတာ hard burn နဲ့ဝမ်းလျှော်တာတွေထက်တတ်ပါတယ်။အစာကင်းအားနည်းတဲ့လူတွေပိုတတိထားစင်ပါတယ်။ နံပါတ်3တွေးကျဲစေနိုင်ပါတယ်။ဒါကအရေးကြီးပါတယ်။စက်တွန်ဖီမှာတွေးမခဲအောင်တားတင်ပေးတဲ့သဘာဝအာနီဒင် blood thinning ရှိပါတယ်။ဒါကြောင့်တွေးကျဲစေဥပမာ warfarin တောင်းနေရတဲ့လူတွေဒါမှမဟုတ်ခွက်စိမင်းများလုတ်ထူရှိနေတဲ့လူတွေအနေနဲ့စက်တွန်ဖီကိုအများပြားစားသုံးတာရှောင်သင့်ပြီးဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။နံပါတ်4ဓမ္မတန်ချင်း allergy ပါ ဒါကရှားပေမဲ့လူတချို့မှာစက်တွန်ဖြူနဲ့ဓမ္မတန်တာ အလာဂျီရှိတတ်ပါတယ်။စားပြီးမှအေးပြားရရင်တာအနီဆက်ထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။နှီးကုန်းချို့အနေနဲ့ပြောရရင်တော့စက်တွန်ဖြူဆိုတာက အတင်းအတင်းစားတုံးရင်ကျမ်းမာရေးအတွက်အကျိုးကျေးဇူးအများကြီးတဲ့တဘာဝစီးဆွမ်းကောင်းတလတ်ပါပဲ။ ထုကိုဟင်းလျာတွေထဲမှာထဲချက်စားတာက အကောင်းဆုံးနီလန်းဖြစ်ပြီးအစင်းလိုက်အများကြီးစားတာမျိုးကိုတော့ရှောင်ကျင်သင့်ပါတယ်ခင်ဗျာဒီအကြောင်းအရာကဘ ഹു တုတတူးစီမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘလို့အကြောင်းအရာမျိုးတွေကိုဘ ഹു တုတအနေနဲ့သိကျင်သေးလဲကျွန်တော်ကိုမေးနိုင်ပါတယ်ခင်ဗျာ